်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပထမအဆုံးစေအုပ်စု၏အတူရောင်ရွှေကောက်ပွဲကိုကုလသမဂ္ဂကကန့်ကွက်ရန်နှင့် ICC တရားရုံးကမင်းအောင်လှိုင်ကိုဖန်ဝရန်ထုတ်ရန်အချိန်ကျပြီးဟုတန်မဲကြီးဦးကျော်မိုးထွန်းတိုက်တွန်းတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အကျန်းဖက်မြန်မာစေအုပ်စု၏အတူရောင်ရွေးကောက်ပွဲကိုကန့်ကွက်ကြောင်းကုလသမဂ္ဂအထွေထွေညီလာခံနှင့်လုံခြုံရေးကောင်စီထုတ်ပြန်ချက်များကုလသမဂ္ဂလူခွင့်ရေးကောင်စီဆုံးဖြတ်ချက်များတွင်ထည့်သွင်းဖော်ပြခြင်းဖြင့်မြန်မာပြည်သူများနှင့်အတူရည်တည်ကြောင်းပြသရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်းမကြီးဦးကျော်မိုးထွန်းကအကြံပြုတိုက်တော်မှာတဲ့ အော်တိုဘာလ28ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ကျပပြုလုပ်ခဲ့တဲ့ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ရင်းချင်းမှုကော်မတီမြမရေးအစည်းအဝေးတွင် ကုလသမဂ္ဂဆိုင်ရာမြမအမြဲတမ်းကိုယ်စားလှယ်တန်မကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပါတယ်။ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများပါဝင်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုလုံးအနေဖြင့်လည်းစေအုပ်စု၏အထူးရောင်ရေးကောက်ဖွဲ့ရာကန့်ကွက်ကြောင်းကိုအထွေထွေညီလာခံနေလူခွင့်ရေးကောင်စီဆုံးဖြတ်ချက်များလုံခြုံရေးကောင်စီထုတ်ပြန်ချက်များတွင် ်ထည့်သွင်းထားခြင်းအပြင်မြမပြည်သူများနဲ့တူရည်တီချောင်းကိုခိုင်ခိုင်မာမာပြသတင်ကြောင်းတန်မဲကြီးကအကြံပြုလိုက်ခြင်းဖြစ်ပါတယ်။ ဆေယုစုကပြင်ဆင်နေသည့်အတူရောင်ရွှေကောက်ဘွဲကလုံဝအုပ်တော်ရုတ်တိကဲမဲ့သဖြင့်တခဲနဲ့ဝိုင်းဝန်းကန့်ကွက်ကြရမည်သာဖြစ်သည်ဟုရှင်းလင်းစွာပြောကြားလိုကြောင်းဆေယုစုသည်ရွေးကောက်ခဲရက်သားဆိုရကိုတရားမဝင်ဖေရှားကမတရားဆေယနာသိမ်းခဲ့ခြင်းဖြစ်ကြောင်းဥပဒေကြောင်းအရဖြစ်စေကျင်းဝတ်တိတ်ခါအရဖြစ်စေရွေးကောက်ဘွဲကျင်းပပြုလုပ်နိုင်သည့်တရားဝင်အခွင့်အာဏာမရှိကြောင်းတမ်းမဲ့ကြီးကရှင်းပြပါသည် စေအုပ်စုသည်ပြည်သူများပေါ်တွင်လူမဆန်စွာစစ်မှတ်ပြုနေပြီးလူခွင့်ရေးချိုးဖောက်မှုများကိုစနစ်တကျလွန်လွန်ကျူကျူကြဲကြဲပြန့်ပြန့်ကျူးလွန်နေပြီး၎င်းတို့၏ရွေးကောက်ပွဲဟုခေါ်တွင်သောနိလမှာတရားဝင်နိုင်ငံ၏လုံငယ်စင်မဟုတ်တကဲ့သို့မှန်ကန်သည့်ဖြည့်ရှင်နေလည်းမဟုတ်ကြောင်းလွတ်လပ်၍တရားမျှတသောမဲပေးရွေးချယ်မှုအတွက်အခြေခံကြသည့်အခြေအနေများမရှိနိုင်ငံ၏ပါတီအများစုမှလည်းဖြတ်သိမ်းခံထားရလူလုံးရင်ဖြင့်ပြည်တွင်းနေရဆွန်ခွာထွက်ပြေးတိမ်းရှောင်နေခြင်းနေရနှင့်ပြည်ပခများဖြစ်ပွားနေခြင်းစေအုပ်စုမှအ ောက်တရားဖြင့်ထိန်းချုပ်နေခြင်းနှင့်နိုင်ငံသားများ၏နိုင်ငံရေးအခွင့်အရေးအားကန့်သက်ခံထားရပြီးလွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်အားထိန်းချုပ်ထားခြင်းတို့ကိုလည်းဆက်လက်ဖြစ်ပေါ်နေကြောင်းဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုပါသည်။ဆေးအုပ်စုအနေဖြင့်နိုင်ငံ၏နေမြေ30ရာခိုင်နှုန်းကိုသာ 30ရာခိုင်နှုန်းအောက်ကိုသာထိန်းချုပ်ထားနိုင်ကြောင်းလက်ရှိအခြေအနေအောက်တွင်ကျင်းပသည့်ရွေးကောက်ပွဲသည်မိတို့များလွတ်လပ်မြတာ၍အားလုံးပါဝင်မှုရှိနိုင်မည်မဟုတ်ပဲလိန်ညာလဲပြားသည့်လုပ်ငန်းစဉ်များသာဖြစ်ကြောင်းထို့ကြောင့်မိမိတို့အနေဖြင့်စေအုပ်စု၏ကြော်ကွင်းထောင်ကျောက်တွင်တို့မိတို့များကြားရောက်၍မရာကြောင်းထို့သူ၎င်းတို့၏ဝါရောင်မှိုက်တိုက်ခြင်းတရေမာနှင့်ရုတ်တရုတ်တံမရှိသောအချက်လက်များဖြန့်ဝေခြင်းအောက်တွင်ဥတီကျဲမပြောင်းဆုံးတင်ကြောင်းတန်အမကြီးကတတိပေးပါသည် မြမရေးကိစ္စဖြည့်ရှင်ရန်အတွက်နေနာသူများအတွက်တရားမျှတမှုပေါ်ဆောင်ကတရားခွင်များ၏ပြစ်ဒဏ်ကင်းလွတ်နေမှုအားအပြီးတိုင်ချုပ်ငြိရမည်ဖြစ်ကြောင်းလူခွင့်ရေးမဟာမင်းကြီးမှတောင်းဆိုထားသည့်အတိုင်းလုံခြုံရေးကောင်စီနှင့်ဖြင့်မြမရေးကိစ္စတစ်စုံလုံးကိုနိုင်ငံတကာရာစုခုံရုံးသို့လွှဲပြောင်းတင်သွင်းရန်၎င်းကထပ်လောင်းတောင်းဆိုပါသည် နိုင်ငံတကာအရာစုခုံရုံးအစိုးရရှိနေမှမြန်မာနိုင်ငံဖန်ဝရန်ထုတ်ရဲ့2024ခုနှစ်ကတောင်းဆိုခဲ့တဲ့အပေါ်လေကျူးကျူးထောက်ခံကြောင်းနိုင်ငံတကာအရာစုခုံရုံးအနေဖြင့်မြန်မာနိုင်ငံဖန်ဝရန်ထုတ်ရဲ့အချင်းခါကြတဲ့နေပြီဖြစ်ကြောင်းအိန္ဒိယဖြင့်ရာစုသားများအနေဖြင့်၎င်းတို့ကျူးလွန်သည့်လူမဆန်သောရာစုမှုများအတွက်လွတ်လပ်မရှိကြောင်းကိုပြတ်သားစွာတင်စကားပါနိုင်မည်ဖြစ်ကြောင်းသူကဆက်ပြောပါသည် မြမရေးကိစ္စအပြည့်ရှင်ရဲ့ပြည်သူဆန္ဒနဲ့ညီလုံဆောင်ခြင်းကသာလျင်ပြည်စုံကုန်လုံးသည့်နိုင်ငံ၏နီလန်းဖြစ်ဒုဖြစ်ရာဆေယနာရှင်စနစ်နဲ့မတရားဆေယနာသိမ်းမှုတို့ကြဆုံးရေးနဲ့ Federal Democracy ပြည်တော်စုထူထောင်ရေးအတွက်အထောက်ကြိုးပမ်းကြရမည်ဖြစ်ကြောင်းနိုင်ငံတော်ဝန်၌အကြံဖတ်မှုများချုပ်ငိမ့်စေရန်လိုအပ်နေသူများအထူးသဖြင့်ပြည်ပကတန်တင်နေရာများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများဟန်တားမရှိပို့ဆောင်နိုင်ရန်နိုင်ငံတော်အတိုင်းအမြေကပုဂ္ဂိုလ်တောင်းဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်တို့ပါဝင် ီနိုင်ငံအချင်းသားများအလုံးကိုချက်ချင်းပြန်လွတ်ပေးရန်မြန်မာနိုင်ငံရှိပြည်သူအလုံးအခြေခံလူခွင့်ရေးများခန်းစား권ရနိုင်မည်အခြေအနေများဖန်တီးပေးရန်တောင်းဆိုလိုပြီးဒုမတာအလုံးပါဝင်မှုရှိသည့်စစ်မှန်သောတွေးဆောင်ဆွေးနွေးမှုစီတို့ဥတီသွားရောက်နိုင်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံအားဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလမ်းကြောင်းမှန်ပေါ်သို့ပို့ဆောင်နိုင်မည်ဟုယုံကြည်ကြောင်းတန်အမဲကြီးကပြောဆိုသွားကြောင်းသိရပါသည်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ ဘသူမှလက်မခံနိုင်တော့မှတကယ်ကိုတေးစားသွားခဲ့ပြီဆိုတဲ့တင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ မိမိကိုမိမိစိတ်ကြီးဝင်နေကြသောစိတ်ဗိုလ်ချုပ်များကသူတို့အလုံးပေါင်း၍ထွက်လာသောအသိဉာဏ်ဖြင့်လက်ရှိအခြေတည်းကြီးမှယုံထွက်နိုင်မည်ဆိုကစီမံလာကြသည့်မင်းအောင်လိုင်၏ရွေးကောက်ပွဲဆိုသည်ကသူကိုယ်တိုင်တမနာဖြင့်တင်းမြောက်ခံရရင်းနှင့်စေယုတ်ချုပ်၏ခိုင်မြဲသည့်ထက်ခိုင်မြဲရန်ကြံဆောင်နိုင်ဖို့ဆိုသည်ကိုနိုင်ငံတကာအတိုင်ဝန်သည်ကောင်းစွာနားလည်သဘောပေါက်လာခဲ့ပြီဖြစ်ပါသည်။ကွာလာလမ်ပူးတွင်ကျင်းပနေသောအာဆီယံထိပ်သီးအစည်းအဝေးဘေးထွက်ဆွေးနွေးမှုများပြုလုပ်ရန်ရောက်ရှိနေသောကုလသွေးမှုချုပ်အန်တိုနီယိုဂူတာရက်စ်မှသတင်းစာရှင်း င်းပွဲတွင်ယခုလိုပြောဆိုသွားခဲ့ပါသည် 2021စစ်တပ်အာဏာသိမ်းမှုသည်နိုင်ငံအပေါ်ကျမဆိုးများတစ်ခုပြီးတစ်ခုကြောက်ရွံ့စေခဲ့သည်သာမကဒေတာရင်းတည်ငြိမ်ရေးကိုပါချိန်ချောင်လာနေပါတယ်။နေပြည်တော်ရှိဆေးဥစုနေဖြင့်2021မှာဆောင်၍54တန်းသောပြည်သူများပေါ်တက်ရောက်စေခဲ့သည့်စိတ်မချမ်းမြေ့ဖွယ်ရာအကြမ်းဖက်နေမှုများကိုအဆုံးသတ်ရမည်။ပြည်သူများရွေးချယ်တင်မြှောက်ထားသောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရကိုဖြုတ်ချပြီးခေါင်းဆောင်များဖြစ်သည့်နိုင်ငံတော်အတိုင်းအမြင်ကဒေါ်အောင်ဆန်းစုကြည်၊သမရဦးဝင်းမြင့်တို့ကိုထောင်သွင်းအကျဉ်းချခံနေရသည့်အဖြစ်မှယုံကြည်စိတ် ချရသည့်အရက်သားအုပ်ချုပ်မှုလမ်းကြောင်းပေါ်ပြန်လည်ရောက်ရှိရန်နီးလန်းရှာဖို့လို့တဲ့ကုလသမဂ္ဂသည်အာဆီယံ၏အချက်၅ချက်ကိုထောက်ခံကြောင်းစေယုစုအနေဖြင့်အကူအညီများလိုအပ်နေသည့်ပြည်သူ၂၂သန်းဝိုးရင်စုံကထွက်ပြေးနေကြရတဲ့တုံးထက်သမ၅သန်းသောလူထုအတွက်လူသားချင်းစာနာထောက်ထားစွာဖြင့်လက်တလုံးကူညီပံ့ပိုးမှုများပြုလုပ်ပေးရန်တိုက်တွန်းသွားခဲ့ပါသည်။ တင်ရွေးကောက်ပွဲဟာလွတ်လပ်ပြီးမျှတမှုရှိလိမ့်မယ်လို့ဘယ်သူမှယုံကြည်မှာမဟုတ်တဲ့အပြင်နိုင်ငံအတွက်အပြည့်တစ်ခုရရှိလိမ့်မယ်လို့လည်းထင်ထားကြမှာမဟုတ်ဘူးဟုကူတာရက်ကဆက်လက်ပြောကြရမှာနိုင်ငံတွင်ဖြစ်ပျက်နေမှုများအတွေ့တုံလုံးချောက်ချားမိကြောင်းကျွန်တော်တို့အားလုံးမြန်မာပြည်သူတွေမျှော်လင့်တောင်းတနေတဲ့ပေးနိုင်အောင်အာဆီယံနဲ့ဒူလက်တွဲလှုပ်သွားကြပါစို့ဟုပြောခဲ့ပါတယ်။ကုလတွင်းမှုချုပ်ကကန်းကုံအောင်ပြောသွားခဲ့ခြင်းလည်းဖြစ်ပါတယ်။အာဆီယံ တန်တမဲတိုင်ဝေါ်မှာစေယုတ်စုရွေးကောက်ပွဲသို့အာဆီယံအနေဖြင့်လိလဆောင်ကြည့်ရန်အဖွဲ့စိတ်လွတ်မြေမဟုတ်ဟုအတိပြုပြောဆိုခဲ့ပါတယ်။ထို့သောအဖွဲ့ဝင်နိုင်ငံများအနေဖြင့်ကိုယ်တော်နှင့်ကိုယ်စိတ်လွတ်နိုင်သည်ဟုလည်းဆိုပါတယ်။အာဆီယံကိုစားပြုစိတ်လွတ်ရန်အဖွဲ့ဝင်နိုင်ငံများကြားသဘောထားကွဲလွဲခဲ့ကြသည်ဟုသိရပါတယ်။အဖွဲ့ဝင်ဆက်တနိုင်ငံဖြစ်လာသည့်အာဆီယံကောင်ဆောင်များအစည်းအဝေးမှာမြန်မာနိုင်ငံတွင်ပြည်ပခများကိုလွန်စွာစိုးရိမ်မကင်းဖြစ်ရကြောင်းနှင့်ငြိမ်းချမ်းရေးရရှိဖို့တည်တည်တတ်တာတိုးတက်မှုများမတွေ့ခဲ့ရဟုထုတ်ဖော်ပြောဆိုခဲ့ကြသည်ဟုချင်း ညာချက်တွေပါရှိလာပါတယ်။ရေကွယ်မလုံးမီအကြမ်းဖက်မှုများရပ်တန့်ပြီးနိုင်ငံရေးဆွေးနွေးပွဲများစတင်ရန်လိုအပ်သည်ဟုလည်းထက်လောင်းပြောဆိုသွားပါတယ်။လလက်ပြီးတရားမျှတသည့်ရိတ်ောက်ပွဲဖြစ်လာနိုင်သည့်အထောက်အထားများလည်းမတွေ့ရဟုဆိုပါရယ် EU အဖွဲ့ဝင်နိုင်ငံများကမ္ဘာတဝန်းရှိလူခွင့်ရေးဖွဲ့များအလုံးကဝိုင်းဝန်းရှုံချထားပြီးဖြစ်ပါရယ်အဖွဲ့ဝင်အသေးဖြစ်လာသောအရှိတီမောတမရာ ဟော်စိန်ရာမို့စ်ဟော်တာကအာဆီယံအတွက်ရှီတွန်းရှီမတိုနောက်မဆုတ်ဖြစ်ပြီးကောင်းခဲနေရတဲ့မြန်မာပြည်ထနာကိုမိမိကိုယ်တိုင်ချောင်းဝင်ပြီးဖြည့်ရှင်းပေးလိုကြောင်းကန့်လန့်လာခဲ့ပါတယ်။မိမိနိုင်ငံသည်တရုတ်နှင့်သာမကအမေရိကန်၊ဩစတြေးလျအနောက်နိုင်ငံများနှင့်နီးနီးကဲကဲဆက်ဆံမှုများရှိနေ၍ဖြစ်သည်ဟု AP သတင်းဌာနနှင့်အင်တာဗျူးမှာပြောဆိုသွားခဲ့ခြင်းဖြစ်ပါသည်။ရုရှားနှင့်တရုတ်တို့ကသာ၎င်းတို့၏တပည့်တပန်းကြီးဖြစ်ပြောင်းကြကြခံယူလာသောစေယုတ်စုအခြေခံလာနိုးဟုသောမျှော်လင့်ချက်ဖြင့်ထောက်ခံပံ့ပိုးပေးနေခြင်းဖြစ်ပါသည်။ ညီသူမဆိုမိမိတို့အာနာရှင်ဂိုင်းဝင်ဖြစ်လာသူကိုမျက်နှာလွဲခဲ့ဖြစ်လောက်ကြသည်မဟုတ်ပါပေ။အိန္ဒိယနှင့်ထိုင်းတို့ကလည်း၎င်းတို့အစဉ်ပြေသွားလျင်မခက်ချေလို့ဆိုကအောက်ကြီးနှင့်လောင်းကြီးလောင်းနေကြခြင်းသာဖြစ်ပါရင်နိုင်ငံကိုတည်တည်တတ်တာတည်ငြိမ်မှုရရှိစေနိုင်မည်တခုတည်းသောနီလန်သည်ရင်းဥဒေါ်လာရေးနှင့်တူပေါက်ပွားလာခဲ့သော Federal Democracy အုပ်ချုပ်ရေးပင်ဖြစ်ပါရင်ဒေါ်လာ၏အင်အားစုများချပြခဲ့သော ဖက်ဒရယ်လန်းစင်သည်လူထုတရက်လုံးကိုစီယုံနိုင်ခဲ့ပြီးဖြစ်ပါသည်။ထိုဤမှန်းချက်ကြီးအောင်မြင်ရေးအတွက်ဆင်ယာနာရှင်စနစ်ကိုမောက်လံပြင်းရန်အသက်ပေး၍တိုက်ပွဲဝင်နေကြပြီးဖြစ်ပါသည်။အထူးကားဒီကဒေါ်လန်မဖြစ်မီဆိုသောစိတ်ဓာတ်ပင်ဖြစ်ပါသည်။ထိုစိတ်ဓာတ်တစ်ခုတည်းနဲ့ပင်ထောင်ပေါင်းများစွာသောလူထုကြီးသည်လက်နက်ဆွဲကင်ပောင်းဝင်လာကြခြင်းဖြစ်ပါသည်။စစ်ဗိုလ်ချုပ်များသည် အော်ရက်ပုံမြင်လာမိကွက်ဆောင်ဘလူဟာမိကွက်ထဲပြန်သိမ်း၍မရတော့သည့်အဖြစ်နှင့်အလားတန်တူနေပြီဖြစ်ပါသည်။ရှေးရှောင်အာနာကိုဆက်၍စုပ်ကင်ထားနိုင်ရန်အတွက်၎င်းတို့၏တစ်ခုတည်းသောထွက်ပေါက်သည်ဆက်၍အကျန်းဖက်နိုင်မှဖြစ်မည်ဟုခံယူထားကြရပြီဖြစ်ပါသည်။ပြည်သူတို့၏တရားတော်စစ်မုံချအောင်ရမည်။